္ဂလာပါရှင်ဒုံးကျည်တွေဒရုန်းတွေဘုံးတွေနဲ့အပြန်အလှန်၁၂ရက်ကြာတိုက်ခိုက်ပြီးတဲ့နောက်မှာတော့အစ္စရေးနဲ့အီရန်တို့ကြားအပြစ်အခတ်ရပ်ဆဲသွားခဲ့ပါတယ်အမေရိကန်ကဂျာဝင်ဖိအားပေးလို့ဂျွန်လ၂၅ရက်နေ့မှာအထမြောက်ခဲ့တဲ့ဒီအပြစ်အခတ်ရပ်ဆဲမှုကအစပိုင်းမှာနည်းနည်းမရေမရာဖြစ်ခဲ့ပါတယ်ဒါပေမဲ့အခုတော့နှစ်ဖက်စလုံးကသဘောတူညီမှုကိုဆက်လက်ဆောင်ထိန်ထားတဲ့ပုံပေါ်ပါတယ်အစ္စရေးနဲ့စစ်ရေးပရိပခတေချာဆုံးသက်သွားပြီဆိုရင်တော့အီရန်အစိုးရက အကြီးအကျယ်ကွဲပြားခြားနားသွားတဲ့နိုင်ငံရေးအခြေအနေတွေကိုရင်ဆိုင်ပြရှင်းဖို့ကြိုးပမ်းထားရတော့မယ်လို့အရှိအလယ်ပိုင်းအရေးစောင့်ကြည့်လေ့လာသူတွေကသုံးသပ်ထားပါတယ်။ဒီအပြစ်ရက်ပြီးတဲ့နောက်ပိုင်းမှာအီရန်အစိုးရကဘယ်လိုစိန်ခေါ်မှုတွေကိုကြုံလာရနိုင်ပါသလဲ။ဒီအကြောင်းကိုအခုတစ်ပတ် People's Spring ရဲ့ပြောပြအောင်မဲ့အစီအစဉ်ကနေနားဆင်ရမှာပါ။အီရန်အစိုးရအဓိပတိအယာတိုလာအလီခါမေနီကအစ္စရေးနဲ့စစ်ရေးပြိပခါတွေအရှိန်မြင့်တက်နေတဲ့ကာလအတွင်း နိုင်ငံရဲ့အလျုပ်ဝက်ဆုံးတနေရာမှာလုံခြုံရေးအတွက်ပုံအောင်နေကြရပါတယ်။အီရန်ကိုစစ်ဆင်ရေးစကြတဲ့ကစစ်ဘက်ထိတ်တန့်အရာရှိတွေအရက်ဘက်အရာရှိတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုဇက်တိုက်လှုပ်ကြံခဲ့တဲ့အစ္စရေးကလိုအပ်လာရင်ခါမေနီကိုလည်းပြစ်မှတ်ထားမယ်လို့ကြုံဝါထားတာပါ။ဒါကြောင့်သူကအီရန်အစိုးရထိတ်ဆုံးအဆင့်အရာရှိတွေနဲ့တောင်ဆက်သွယ်ဖြတ်ပြီးလုံခြုံရေးအတွက်အရန်တူတူတိတ်တိတ်ပုံရှောင်နေကြရတာဖြစ်ပါတယ်။အဲ့ဒီအတောအတွင်းမှာအမေရိကန်ကအစ္စရေးဘက်ကနေဝင်ကူပြီး အီရန်ရဲ့နျူကလ িয়ার စခန်း၃ခုကိုပါဘုံဝင်ကျဲခဲ့ပါသေးတယ်။ဒီနောက်ပိုင်းအခြေအနေတွေအတော်ကြီးတည်ငြိမ်နေတဲ့အခါမှာဂျော်လာ၂၆ရက်နေ့မှာခါမီနီကလူမြင်ကွင်းကိုပြန်ပြီးတော့ထွက်ပေါ်လာခဲ့ပါတယ်။ပြီးတော့အစ္စရေးနဲ့ပြည်ပခါမှာအီရန်ဟာရန်သူအပေါ်ပြက်ပြက်သားသားအနာယူခဲ့တယ်လို့အမေရိကန်ရဲ့မျက်နှာကိုဖျက်ရိုက်လိုက်တယ်လို့လဲစွမ်းဆောင်ပြနိုင်ခဲ့တယ်လို့ခါမီနီကကြွေးကြော်သွားပါတယ်။ခါမီနီကအစ္စရေးရဲ့ Rising Lion စစ်စေရေးစတဲ့ ဇော်လာ73ရက်ကလေးကပျောက်ချင်မလားပျောက်နေကြတာဖြစ်ပါတယ်။ကမ်ပဏီကရုပ်မြင့်တန်းကြားကတဆင့်တနိုင်ငံလုံးကိုမိန့်ခွန်းပြောတဲ့အခါမှာအီရန်နျူကလ িয়ার ဆက်ရုံတွေကိုဘုံကျဲခဲ့တဲ့အမေရိကန်ရဲ့မစ်ရှင်ကထိရောက်အောင်မြင်မှုမရှိခဲ့ဘူးလို့လည်းပြောဆိုသွားပါတယ်။အမေရိကန်သမ္မတထရမ့်ကလူကြားကောင်းအောင်ဟန်လုပ်နေရတာသားဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ကမင်းနီအနေနဲ့ကတော့ပြီးဆုံးသွားခဲ့တဲ့ဒီစစ်ရေးပြိပခါမှာသူဥဆောင်နေတဲ့အစိုးရကနိုင်ငံကိုထိထိရောက်ရောက်ကာကွယ်နိုင်ခဲ့ပြီး ရန်သူကိုနာနာချင်းချင်းတုံ့ပြန်ထိုးနှက်နိုင်ခဲ့ပါတယ်ဆိုတဲ့ပုံဖော်မှုကိုအရေးတကြီးဝါဒဖြန့်ဖို့လိုနေပါတယ်။ခါမေနီရဲ့အစိုးရကဣသရီနဲ့စစ်ရေးပြိပခမတိုင်ခင်ကအခြေအနေတွေနဲ့လုံးဝကွာခြားသွားတဲ့နိုင်ငံအနေအထားပြည်သူလူထုရဲ့သဘောထားတွေကိုကင်တွယ်ရတော့မှာဖြစ်ပါတယ်။ခါမေနီကအီရန်ဟာအောင်ပွဲခံခဲ့ပါတယ်လို့ဘလို့ပဲပြောပြောဣသရီလေတပ်က48နာရီလောက်အတွင်းမှာတင်အီရန်ရဲ့လေပိုင်နက်ကိုယာနုံးပြေစိုးမိုးနိုင်တဲ့အဆင့်ကိုရောက်သွားခဲ့တာဖြစ်ပါတယ်။ အမေရိကန်ရဲ့ B2 ပုံကျဲလေယာဉ်တွေနဲ့အချံရံတိုက်လေယာဉ်အုပ်လိုက်ကြီးကလည်းအီရန်လေပိုင်နဲ့ထဲဝင်လာပြီးပုံကျဲသွားတဲ့အချိန်မှာအီရန်ကကြီတစ်ချက်တောင်ပြန်မဖောက်နိုင်ခဲ့ပါဘူး။အဲ့ဒီကာလတလျှောက်လုံးမှာအီရန်လုံနိုင်ခဲ့တာကအစ္စရေးပိုင်နဲ့ထဲကိုဒုံးကျည်တွေ drone တွေနဲ့တုံ့ပြန်ပစ်ခတ်တာပဲဖြစ်ပါတယ်။ဒါပေမဲ့အများစုကကြားဖြတ်ပစ်ချခံရတယ်လို့ရန်သူစစ်ရေးမဟာဗျူဟာပစ်မှတ်တွေကိုလည်းမချေမုန်းနိုင်ခဲ့ပါဘူး။ဒီနေရာမှာခါမင်နီရဲ့အစိုးရအကြောင်းပြောရမယ်ဆိုရင် အရင်ကတည်းကပြည်ရင်းမှာအရန်လူကြိုက်များတဲ့အခြေအနေမျိုးမဟုတ်ပါဘူး။ဒါပေမဲ့အီရန်တော်လှန်ရေးအစောင့်တပ် IRGC လို့အင်အားတောင့်တင်းတဲ့လက်နက်ကန်အစုအဖွဲ့တွေရဲ့တစ္ဆာခံမှုကိုရထားတဲ့အတွက်အထက်အခံတွေကိုအင်အားသုံးဖိနှိပ်ရင်းသူ့ရဲ့ဘာသာရေးအခြေပြုအုပ်စိုးမှုကဆက်လက်တည်တတ်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ Israel နဲ့စစ်ရေးပြပခအပြီးမှာတော့အခြေအနေတွေကအများကြီးပြောင်းသွားပါပြီ။ဘာတွေဘလို့ပြောင်းသွားလဲဆိုတော့ IRGC ကနိုင်ငံကိုပြည်ပရန်ကနေဆွမ်းဆွမ်းတမန်ကာကွယ်နိုင်ပါတယ်ဆိုတဲ့ပုံရိပ်မျိုးအတွက်စူးစမ်းပန်းစားဝါဒဖြန့်ခဲ့ပေမဲ့ Israel က IRGC ရဲ့ထိတ်တန်းစစ်ဦးစီးတွေကိုရက်ပိုင်းလောက်ပဲခြားပြီးတယောက်ပြီးတယောက်လုံခြံပြခဲ့ပါတယ်အခုလောလောဆယ်မှာရန်လိုတိုက်ခိုက်တာတွေရက်နာပြီးအပြစ်ခတ်ရက်စဲထားပေမဲ့တင်းမာမှုတွေကတော့ရှိနေတုံးပါပဲ Iran အစိုးရအနေနဲ့အပြစ်ရက်နောက်ဆက်တွဲပြည်တွင်းကပြောင်းလဲလာတဲ့လူထုရဲ့အမြင်ကိုဘယ်လိုကင်တွယ်မလဲဆိုတာကလည်း ခက်ခဲလွန်းတဲ့စိန်ခေါ်မှု ဖြစ်လာနေပါတယ်။အစ္စရေးကဘုံမိုးတွေရွာနေခဲ့ချိန်မှာအီရန်ပြည်သူတွေဟာအစ္စရေးကိုအကြီးအကျယ်မုန်းတီးခဲ့ပေမဲ့အခြေအနေတွေငြိမ်သက်သွားတဲ့နောက်မှာတော့သူတို့ရဲ့ဒေါသကအီရန်အစိုးရစီကိုလည်းမျှဦးလှည့်လာပါတယ်။အခုလိုမျိုးပြည်တွင်းမှာဆိုးရွားတဲ့ထိခိုက်ပျက်စီးမှုတွေတေးကျမှုတွေရဲ့အဓိကလက်သည်ကအစ္စရေးဆိုတာမှန်ပါတယ်။ဒါပေမဲ့အစ္စရေးနဲ့လိုရာထက်ပိုတဲ့ခါတီတင်းမာမှုတွေဖြစ်စေမဲ့မူဝါဒမျိုးကို တရသေးလက်ကင်ထားတဲ့ခါမင်းဒီရဲ့အစိုးရပုံမှန်လဲဝေဖန်မေးခွန်းထုတ်တာတွေရှိလာပါတယ်။ Israel ပေါ်သဘောထားတင်းမာတဲ့ခါမင်းဒီရဲ့ရည်တည်မှုကနိုင်ငံရဲ့ပျက်စီးရာပျက်စီးချောင်းကိုဥတီစေသလားဆိုတာမျိုးပြည်သူတွေကစမ်းစစ်လာပါတယ်။နှစ်ရှည်လများစစ်စရိတ်တွေအမြောက်အများသုံးထားပြီးတကယ်တမ်းစစ်ဖြစ်လာတဲ့အခါဘာကြောင့်အဲ့ဒီလောက်ကတောင်းကနေတဲ့အခြေအနေတွေကဆိုးခဲ့တယ်လဲဆိုတာကိုပြည်သူတွေကထောက်ပြလာကြပါတယ်။ဒီနေရာမှာ စစ်ရေးပြိပခကာလအတွင်းအီရန်မှာဘာတွေဖြစ်ခဲ့သလဲဆိုတာအသိဆုံးကအီရန်ပြည်သူတွေဆိုတာကိုမျက်ကွယ်မပြုဖို့လိုပါတယ်။အပြန်အဆိုင်တိုက်ခိုက်ကြတဲ့ဒီ12ရက်တာကာလအတွင်းမှာအီရန်ဟာစစ်ရေးအရာရော စီးပွားရေးအရာပါအကြီးအကျယ်အင်အားဆုပ်ယုပ်သွားပါတယ်။အရင်ကတည်းကအမေရိကန်ရဲ့တင်းကျပ်တဲ့အညာအတာကင်းတဲ့စီးပွားရေးပိတ်ဆို့မှုတွေကြောင့်အီရန်အစိုးရဟာအခြေမပြတ်အောင်မနေ့ရှေ့ဆက်နေခဲ့ရတာပါ။ငွေကြေးနဲ့အချိန်တွေအများကြီးရင်းနှီးမြှုပ်နှံပြီး ရီမန်းချက်ကြီးကြီးအကောင့်ထဲပေါ်နေတဲ့အီရန်နျူကလ িয়ার နည်းပညာသုတေသနကဏ္ဍကလည်းတတော်ကြီးကိုအထိနာသွားပါတယ်။ပြီးတော့အရင်ကတည်းကမျိုးဆက်တဲ့လူငယ်တွေချာမှာခါမီနီရဲ့ဘာသာရေးအခြေပြုအုပ်စိုးမှုကိုစန့်ကျင်ပြောင်းလဲခြင်းတဲ့အမြင်မျိုးတွေလည်းပြန့်နှံ့နေပြီးသားပါ။ဒါကြောင့်မလို့ဒီပြဿနာတွေပေါင်းသွားတဲ့အခါအစိုးရကိုပြိုလဲသွားစေတဲ့အဆင့်ထိတောင်ရောက်သွားနိုင်တယ်လို့နိုင်ငံရေးသုတေသီတချို့ကသတိပေးထားပါတယ်။အခြေအနေတွေရှုပ်ထွေးနေပေမဲ့အီရန်ပြည်သူတွေက ပိုပြီးစီလုံးသွားပါတယ်။ဒါပေမဲ့ခါမင်နီရဲ့အစိုးရအတွက်တော့မဟုတ်ပါဘူး။အီရန်နိုင်ငံနဲ့အီရန်လူထုအတွက် ပြည်သူတွေကအမခံစီလုံးသွားကြတာဖြစ်ပါတယ်။ခက်ခဲနေတဲ့ကာလတွေအတွင်းပြည်သူတွေဟာအချင်းချင်းရိတ်ခါရီနဲ့တခြားလူတဲ့ပစ္စည်းတွေကိုဝေမျှခဲ့ကြပါတယ်။ပြီးတော့တိုက်ခိုက်တာခံရတဲ့မြို့တွေကနေထွက်ပြေးလာတဲ့စစ်ရှောင်ပြည်သူတွေကိုဘေးကင်းတဲ့မြို့မှာနေသူတွေကအိမ်တကားတွေဖွင့်ပြီးနွေနွေထွေထွေလက်ခံပေးခဲ့ကြပါသေးတယ်။ ဒီအခြေအနေတွေကအီရန်ပြည်သူတွေရဲ့စိတ်ဓာတ်ခိုင်မာမှုကိုဖြိုချဖို့ဘလောက်ခက်ခဲသလဲဆိုတာကိုမှတ်ကြောက်တင်ပြခဲ့တာပါတစ်ဖက်မှာလည်းလူတို့ကအဲ့ဒီလောက်ညင်ညွတ်ပြတာဟာဆိုရင် လူတို့ထောက်ခံမှုကိုသိမ့်မရတဲ့အစိုးရအတွက်တော့အန္တရာယ်ဖြစ်လာနိုင်ပါတယ်အီရန်ပြည်သူတွေကသူတို့ကိုယ်တိုင်တောင်ကြိုမသိခဲ့တဲ့ညင်ညွတ်မှုခွန်အားမျိုးသူတို့စီမှာရှိနေတယ်ဆိုတော့ကိုယ်တိုင်နားလည်သွားကြပါတယ်ဒီတော့ခါမေနီရဲ့အီရန်အစိုးရကခြေလှမ်းတစ်ချက်မှားသွားတာနဲ့ အရင်ကထက်ပိုညင်ညွတ်တဲ့ပိုပြီးအပြန်လှန်ဖေးမကူညီတဲ့လူဒုနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့တခုရှိတာကအီရန်ပြည်သူအများစုကလက်ရှိအစိုးရကိုမနှိမ်ညွတာအပြောင်းအလဲကိုလိုလားနေတာမျိုးဖြစ်ရင်တောင်ပြည်ပနိုင်ငံတွေကဆွတ်ဖက်ပြီးဖြစ်ပေါ်လာတဲ့အစိုးရအပြောင်းအလဲကိုတော့သဘောမကျကြပါဘူး။အနောက်နိုင်ငံတွေနဲ့ယင်းဤကျွမ်းဝင်တဲ့ပြည်ပရောက်အတိုက်ခံအင်အားစုတွေကိုလည်းအီရန်ပြည်သူတွေကမယုံကြည်ကြပါဘူး။အတိုက်ခံတွေကိုကြည့်ရင်လည်း စုစည်းမှုကင်းမဲ့ပြီးအီရန်နဲ့ပတ်သက်လို့တိကျခိုင်မာတဲ့အနာဂတ်မူဝါဒမျိုးတွေရှိမနေကြပါဘူး။အဲ့ဒီတော့ခါမေနီရဲ့အီရန်အစိုးရသားရုတ်တရက်ပြုတ်ကျသွားရင်ပြည်သူတွေလွတ်လပ်သွားမယ်ဆိုတာထက်မင်းမဲစရိုက်ကြီးဆိုတဲ့တိုင်းပြည်မျိုးဖြစ်သွားမယ်ဆိုတဲ့စိုးရိမ်မှုတွေကလူဒုထဲမှာပြန့်နှံ့နေပါတယ်။အာနာလီဟာနေဖြစ်နေတဲ့ကာလမှာနိုင်ငံဟာအခြေအနေအများကြီးပိုဆိုးသွားလိမ့်မယ်ဆိုတဲ့အတွေ့မျိုးအီရန်မှာခိုင်မာနေတော့ပါ။ဒါကြောင့်မလို့လူဒုကအပြောင်းလဲကိုလိုချင်ရင်တော့ လက်တွေ့အစပြုဖို့တွန်းဆုံနေဆဲဖြစ်ပါတယ်။ဒီလိုမျိုးအခြေအနေမှာအီရန်အစိုးရကလူထုကိုပြစ်မှတ်ထားတဲ့တောင်းပြန်ဖြိုခွင်းမှုတွေလည်းရှိလာနိုင်ပါတယ်။ဥပမာဆိုရင်လွန်ခဲ့တဲ့နှစ်ပတ်လောက်အတွင်းအီရန်မှာအစ္စရေးတရှိုးလို့ဆွဆွဲခံရတဲ့6ဦးကိုမြက်ခံရပြီးတော့အယောက်900ကျော်ဖမ်းခံရပါတယ်။အီရန်မှာတော့အစ္စရေးနဲ့စစ်ဖြစ်ခဲ့တာအထက်ပိုဆိုးတဲ့အခြေအနေအဖြစ်အစိုးရကိုယ်တိုင်ကပြည်သူတွေအပေါ်ပိုပြီးဖိနှိပ်ရန်လိုတာတွေရှိလာနိုင်ပါတယ် အာနာရှင်ဆန်ဆန်အုပ်စိုးကျင်တဲ့ခါမီနီအတွက်တော့ဒီနီလန်းကအားကိုးရမဲ့ရွေးချယ်စရာတခုဆိုပေမဲ့ဒါကလည်းနှစ်ဖက်သွားဒါနဲ့တူပါတယ်အထူးသဖြင့်အစ္စရေးနဲ့စစ်ရေးပြိပခအတွင်းတိတ်ခါလဲကြအင်အားလဲရုတ်ရော်သွားခဲ့တဲ့လက်ရှိအနေအထားမျိုးမှာပြည်သူတွေကိုပိုဖိနှိပ်တဲ့နီးနဲ့ထိမ့်ချုပ်တာကတကယ်တမ်းမှာအလုတ်ဖြစ်ပါမလားဆိုပြီးတွေးစရာတွေရှိနေပါတယ်ဒါကအလောင်းစားလဲဆန်လွန်းပါတယ်ပြီးတော့အီရန်ပြည်သူတွေကြားမှာ ဒီအပြစ်အခက်ရက်စဲထားတာကယာယီလောက်ပဲဖြစ်နိုင်တယ်ဆိုတဲ့တန်တရားတွေကလည်းရှိနေပါတယ်။ဘာလို့လဲဆိုတော့လေချောင်းစူးမှုမှုအသားစီးရထားတာကိုအခွင့်ကောင်းယူပြီးအစ္စရေးကနောက်ထပ်တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့အတွေးကြောင့်ပါ။လက်တလုံးမှာယူရေနီယံတန့်စင်စက်ရုံတွေအပါအဝင်အီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အအုံအများစုကအတော်ကြီးပျက်စီးသွားပါပြီ။ဒါပေမဲ့အီရန်ကတန့်စင်လက်ဆယူရေနီယံတွေကိုအချိန်မီရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ပြောထားသလို နိုင်ငံရဲ့နျူကလ িয়ার စီမံကိန်းတွေကိုပြန်အသက်သွင်းအောင်မယ်လို့ကြုံဝါထားပါတယ်။ပြီးတော့ကုလသမဂ္ဂလက်အောက်ခံနျူကလ িয়ার စောင့်ကြည့်ဌာနဖြစ်တဲ့အပြည်ပြည်ဆိုင်ရာ Atom Swan in Agency တွေနဲ့ပူးပေါင်းဆောင်ရွက်တာကိုလျှော့ချဖို့ပါပြင်ဆင်နေပါပြီ။ဒီလိုအခြေအနေမျိုးကနိုင်ငံတကာအတိုက်အဝန်းကိုစိုးရိမ်စေပြီးအစ္စရေးနဲ့နောက်ထပ်ပြည်ပခါတွေခေါင်းပြန်ထောင်လာဖို့အဓိကအကြောင်းတရားတစ်ခုလည်းဖြစ်လာနိုင်ပါတယ်ရှင်။ People Spring ရဲ့ပြောပြအောင်မယ့်အစီအစဉ်ပါ။ဒီအစီအစဉ်ကိုတော့အပတ်စဉ်တနင်္ဂနွေနေ့ ည၈နာရီချိန်တိုင်းမှာတင်ဆက်ပေးနေပါရရှင်